Facebook ပေါ်ကဗီဒီယိုတွေတချင်တွေကိုဖုန်းထဲမှာတင်ထားခြင်းတဲ့အခါ Facebook app ကနေ direct download ဆွဲလို့မရပါဘူးဗီဒီယို link ကို copy ယူပြီးတော့ browser ထဲမှာ paste လုပ်ပြီး download ဆွဲလို့ရပါတယ်ဒီနည်းလမ်းလေးကိုကျွန်တော်ကမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးဖို့လည်းမမေ့ပါနဲ့ဗျာ Facebook ကိုဖွင့်လိုက်ပြီးတော့ကျွန်တော်လိုချင်တဲ့ဗီဒီယိုလေးကိုရှားလိုက်ပါမယ်။ Loose Free ရဲ့တခြင်းလေးတွေကြိုက်လို့အစ်စ်ထွက်ရှိထားတဲ့ Bangli MV ဗီဒီယိုလေးကို download ဆွကြပေးတော့မှာဖြစ်ပါတယ်။အပေါ်မှာရှိတဲ့အဆက်လေး30ကိုနှိပ်လိုက်ရင် copy link ကိုပေါ်လာပါလိမ့်မယ်။ copy link ပေါ်လာရင် copy link ကိုနှိပ်ပြီးတော့ ဒီဖုန်းထဲမှာရှိတဲ့ browser တစ်ခုကိုတွားมาဖြစ်ပါတယ်ဒီ browser မှာ search bar မှာ www.appdown.net လို့ညက်လိုက်ရင် Facebook ကိုဒိုင်းလုဒ်တာလို့ကြာလာပါလိမ့်မယ်ဖြူအောင်ကလေးထဲမှာဆောင်းလာက copy လာတဲ့ link ကို paste လုပ်ပြီး download click ကိုနှိပ်လိုက်မှဖြစ်ပါတယ် ဆောင်းရဗီဒီယိုလေးကြာလာလိုက်မယ်အဲ့မှာ download video ရင် normal quality နဲ့ download video ရင် HD quality လို့ပေါ်လာပါလိမ့်မယ်ကျွန်တော်တို့ကဗီဒီယိုအကြည့်လိုချင်လို့ HD quality လေးကိုနှိမ့်လိုက်ရင် download ဆွဲနေပါပြီ download ဆွဲလို့ပြီးသွားပါပြီဒီနေ့လမ်းလေးကိုသုံးပြီးတော့ Facebook မှာရှိတဲ့မိမိချိန်နဲ့တရားတချင်းပဲဖြစ်ဖြစ်ဗီဒီယိုဇာတ်လမ်းပဲဖြစ်ဖြစ်တရားတော်တွေပဲဖြစ်ဖြစ်ရိုးရှင်းလွယ်ကူစွာဒီနေ့လမ်းလေးကိုသုံးပြီးတော့မိမိရဲ့ဖုန်းထဲမှာ ိမ့်ထားလို့ရပါပြီ။ ျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့ဗျာ